တဲ့ခင်မိနေတဲ့မြန်မာပြည်ကြီးမှာဒီအချိန်တွေသင်လေးတမို့တာစီးပူးပန်းလာတယ်လေထောင်းစင်မခွဲခွာသူအလုံးနဲ့အနည်းဆုံးမှာပါအထည်ချုပ်လုပ်ငန်းမှာလက်ရှိလှုပ်ဆောင်နေတဲ့လက်ခစားစနစ် CMP ကနေကုန်သွယ်မှုပါတဲ့ FOB စနစ်ကိုလျှင်မြန်စွာကူးပြောင်းနိုင်ဖို့ ီမံကိန်းနဲ့ဗန်နိုင်ဝန်ကြီးဌာနရဲ့အကူအညီရရှိဖို့မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းကတောင်းဆိုလိုက်ပါတယ်။ CMB စနစ်ကနေ FOB စနစ်ကူးပြောင်းတဲ့အခါအခွန်ကင်းလွတ်ခွင့်ပေးဖို့အဓိက တောင်းဆိုခဲ့ပြီးဝန်ကြီးဌာနရဲ့အကူအညီရရှိခဲ့ရင်ယင်းနှိမ့်နယ်မှုများလာပြီးဈေးကွက်ကျေပြန့်လာတဲ့အခါအလို့ကန်ခွင့်လန်းတွေပုံမကောင်းမွန်လာဖို့ရှိတယ်လို့အသင်းချုပ်ကဆိုပါတယ်။ နောက်10နှစ်2025ခုနှစ်မှာထဲချုပ်လုပ်ငန်းရှင်များအတင်ကမြန်မာထဲချုပ်ကိုဒီဒီနေရာမှာရှိနေခြင်းနဲ့ဆိုတဲ့အစီအမံတွေကိုကျွန်တော်တို့တင်ပြပါမယ်။လက်ရှိကျွန်တော်တို့ CMB လက်ခစားနဲ့လုပ်နေတဲ့ကိစ္စရပ်ကိုကျွန်တော်တို့ကနေပြီးတော့အ мян ဆံမဲကျွန်တော်တို့ကကုန်သွယ်မှုပါတဲ့ FOB စနစ်ကိုပြောင်းလဲဖို့ရာအတွက်ဝန်ကြီးကိုတင်ပြပါမယ်။အဲ့လို FOB စနစ်ကိုတင်ပြောင်းလဲဖို့ရာအတွက်ဆိုရင်ဝန်ကြီးဌာနဘက်ကပံ့ပိုးရမယ့်အချက်တွေကိုကျွန်တော်တို့ကတင်ပြပါမယ်။ခုနကပြောတဲ့ကုံသွယ်မှုပါတဲ့ FOB ဆိုတာလေပြန်လဲတင်ဖို့တဲ့စနစ်ကိုပဲပြန်သုံးမှဖြစ်တဲ့တွေ့ ဒီဟာကိုလည်း CMB လက်ခစားခဲ့တော့ကျွန်တော်တို့အခုကိလို့ခုပေးဖို့ရအတွက်ကျွန်တော်တောင်းဆိုပါရစေ။အဲ့လိုတောင်းဆိုပြီးတော့ဖြစ်လာခဲ့ရင်ကျွန်တော်တို့ကယင်းနှိမ့်ညွန်မှုတွေပုံများလာမယ်။ကျွန်တော်တို့ရဲ့ဈေးကွက်တွေကချေပြန့်လာမယ်။လုတ်ကင်ခွန်လန်းတွေလည်းပိုကောင်းလာမယ်။ပြီးရင်ဈေးကွက်တွေချေတဲ့အတွက်လုပ်ငန်းကိုင်ငန်းတွေပိုကျကျပြည့်ပြည့်လုပ်လာရင်အူးချင်းစီအူးချင်းစီမှလည်းဝင်ငွေတိုးတက်လာမယ်။အဲ့ဒီဝင်ငွေတိုးတက်တဲ့ပုံမှာနိုင်ငံတော်ကိုအခွင့်အရေးပို့ဖို့ပြောပေးဆောင်ဖို့ရအတွက် ဒီနိုင်ငံတော်ဘက်ကအကျိုးမြတ်တွေရှိနိုင်တာတွေကိုကျွန်တော်တို့ပြင်ပြဆွေးနွေးခဲ့ပါတယ်။အထည်ချုပ်လုပ်ငန်းရှင်အသင်းအနေနဲ့2025ခုနှစ်မှာအလားအလာကောင်းတဲ့အထည်ချုပ်လုပ်ငန်းဖြစ်ဖို့ရည်မှန်းချက်တွေကိုတင်ပြဆွေးနွေးခဲ့တာပါ။လုပ်ငန်းရှင်တွေအနေနဲ့စီမံကိန်းနဲ့ဗန်ဒါယီဝန်ကြီးဌာနနဲ့ဆက်သွယ်ပြီးပူးပေါင်းဆောင်ရွက်ကြဖို့နဲ့အဂရီလိုက်စားမှုနဲ့လက်ပေးလက်ယူပြုမှုတွေကိုရှောင်ရှားဖို့ပြည်တော်စုဝန်ကြီးဦးကျော်ဝင်းကတတိပေးပြောဆိုခဲ့ပါတယ် ။အင်းရဲ့ရှိဝဲမှာချွတ်ချွတ်ပြရတဲ့ပုံတွေကိုအထူးပြလဲရပါတယ်။အချိန်ကြီးဝေးတော်တော်ရုပ်လာပါပြောချင်တာလည်းပုံစံလေးရေးရဲ့တဲ့ပြောပါအခုဆွေးနွေးပြီးတဲ့ပုံစံတွေပြောတဲ့အချက်တွေဒီမှာလေကျွန်တော်အေးနဲ့ထားပြီးတော့ကျွန်တော်သက်ဆိုင်ရာဆန္ဒနေပါတယ်ကျွန်တော်ပြည့်ပြီးမှတော့ပြီးနောက်တစ်ချက်ကအရေးကြီးအချက်ကကျွန်တော်ညော်နေတာအောက်မှာရှိတယ်ညော်နေဆိုအောက်မှာရှိတယ်ကျွန်တော်ဝင်နေတာရှိတယ်ဝန်ထမ်းတွေကျွန်တော်ပြောခဲ့ပြီးပြီဒီလိုဝန်ထမ်းဖြစ်ပါစေအစိုးရဝန်ထမ်းနိုင်ငံဝန်ထမ်းပါပြီးဒီလိုဝန်ထမ်းဖြစ်လို့ပါ ဒီပြောင်းအောင်လို့အချင်းချင်းခြားစားမှုတွေအောက်မိလိုက်စားမှုတွေနမိလိုက်မှုတွေကိုဖိတ်မှာဆိုတော့ကျွန်တော်ခံစားပါနေပြီပါဒီကြားထဲကဆက်လက်ပြီးတော့သုံးတော့ပြောတဲ့အချက်တွေပေါ်ဆက်လက်ပြီးတော့နားမဝင်ပဲနဲ့အတွင်းထဲနေပဲဆိုလို့ရှိရင်ကျွန်တော်တိကျရေးပါပြပြသသားရေးပါပါအဲဒီခံလို့ရလို့ရှိရင်ဝကြီးကြီးကျွန်တော်ပြောမှာတော့အားမှားတယ်ဘယ်လိုလုပ်ဖို့ခက်ရတာလဲဒီမနက်ကျတော့ဒီနေ့ကကျွန်တော်တို့အချက်ချင်းပြောပြရင်းဒီလိုလုပ်မှကျွန်တော်လည်းရှင်းတော့ပြတ်တော့ ခရီးသွားလုပ်ငန်းအနေနဲ့လဲစုစုပေါင်းအကျိုးမြတ်ရဲ့900ဂိုင်းတုံးအဖြစ်အခွန်ပေးဆောင်နေရတဲ့အပေါ်တေချာအောင်ရှင်းလင်းပေးဖို့ ਨੇ ဗဟိုဘဏ်ကစပြီးပုဂ္ဂလိကဘဏ်တွေအထိနိုင်ငံခြားဝင်လက်ခံမှုစနစ်တွေကိုဖြည့်လျှော့ပေးဖို့တင်ပြဆွေးနွေးခဲ့ကြပါတယ်ကျွန်တော်တို့ပြီးခဲ့တဲ့လွှတ်တော်မှာတည်းကဒါလွှတ်တော်ဥက္ကဋ္ဌဘောင်းရောနောက်ကျွန်တော်တို့ဝန်ကြီးပြီးခဲ့တဲ့ဝန်ကြီးဌာနကပြုလို့ရောကျွန်တော်တို့ဒါ net revenue ကျွန်တော်တို့ service revenue ကိုပဲ service money ပေါ်မှာပဲကျွန်တော်တို့ဟိုပါပေါ့ဟိုအောက်ခံဖို့ရောခဲ့ပါတယ်ဒါပေမဲ့လက်တွေ့မှာတော့ ground level တွေမှာတော့ကျွန်တော်တို့ဟိုပါပန်းဝင်သွင်းတဲ့ hotel revenue ပေါ်မှာပဲ5%ကောက်နေတယ် commercial တက်ကောက်နေတဲ့စာလေးတွေကဒါပြည်ဝင်စာမထုတ်ပြန်သေးတဲ့အခြေအနေကြောင့်ဆိုရဲ reason ရှိပါတယ်ဒါကြောင့်ဒီဟာလေးကိုကျွန်တော်တို့တိောက်သွားကျွန်တော်တို့ဟို action you ဖို့နောက်နောက်တစ်ခါစောင့်ရပေးဖို့တော့ကျွန်တော်တို့တောင်းဆို exemption မရှိတဲ့ကြောင့်အမှန်လည်းကျွန်တော်တို့မပြတော့ တော့ exemption ပေးဖို့အတွက်ကိုစနေကြခေါ်ယူပြီးတော့လေကျွန်တော်တို့ကလွတ်တော်မှာဒါကိုကျွန်တော်ကဥရေအနေနဲ့ပေါ့တိုင်းကြတစ်ခုစီပေးလိုက်မယ်ဆိုရင်တော့တော်ဝင်များကဟိုဝင်ဝင်ပျော်ရှင်စွာဆောင်လာကြမယ်ဟိုအခွန်လည်းဒါမကြောက်တော့ဘူးဘာနေလည်းမကြောက်တော့ဘူးပေါ့အဲ့ဒါတွေကိုကျွန်တော်ဖြေရှင်းစီခြင်းလို့ထင်ပါတယ်